ကျင့်ဝိုင်းထဲမှာအာဘယ်ကျက်ဒီကောင်းလေဘယ်ကျက်ဒီကောင်းလဲဆိုတော့ဒါလူတကာကျက်သမားတွေရဲ့ပါဇက်ဖျားမှာရည်ပန်းစားနေရတော့ဆက်တကယ်ငုတ်ကြတဲ့ကျက်ဒီပဲအာမင်းငုတ်တကယ်ကြရင်မင်းကျက်ကောင်တုံးတော့မနိုင်ဘူးတော့ဒီစကားကိုတရားလေးနားထောင်တော့ငုတ်တကယ်ကြလို့ရှင်ကျက်ကောင်တကယ်တုံးတော့မနိုင်ဘူးအဲ့မင်းငုတ်ကြတဲ့ခင်မှာတော့မင်းငုတ်ကြတဲ့ခင်မှာမင်းတို့ကျက်နှစ်မျိုးတွေ့လိမ့်မယ် ခံပြီးတော့ယုံပြီးခုတ်လိုက်တဲ့ငုတ်ကြတဲ့တဲ့နော်အဖြီပေါင်းအချို့ချော်အခုတ်တန်းနဲ့ငုတ်ကြတဲ့တဲ့အဲ့နှစ်ကောင်ထဲမှာတော့မှပညာရင်တကယ်ရှင်လိုက်လို့အဖြီပေါင်းချို့ချော်ငုတ်ဟိုငုတ်ကြနဲ့ခုနခံပြီးခုတ်ပြီးဆယ်ပြီးငုတ်ကြလိုက်တဲ့ခံပြီးမှငွေတော့ယူလိုက်တဲ့ခုတ်လိုက်တဲ့ငုတ်ကြတဲ့တဲ့မတူဘူးအဖြီချို့ပေါင်းချို့ငုတ်ကြတဲ့တဲ့ကိုနိုင်မလွယ်ဘူးအဲ့တော့ဘူး ုံးကြရတယ်ငုံကြရဆိုတာကြက်ကောင်ငုံကြရဆိုတော့ဒါတကယ်တကယ်ဝူးကောင်းတဲ့ဘာသာရပ်တယ်အဲ့တော့မင်းငုံဒီဘလောက်ကြကြနော်ငုံဒီဘလောက်ကြကြတကယ်မင်းလမ်းကျက်ကြက်ရိုက်ရှူဝင်နဲ့တွေ့ကြလို့ရှင်အဲ့ကြတဲ့ငုံကဒါအဲ့ငုံကအာဝါတာပဲရိုက်တယ်ဖက်တယ်ဖြီးတယ်ချွတ်တယ်ကန်လွတ်တယ်ရိုက်တယ်ဖက်တယ်ဖြီးတယ်ဖြီးတယ်ကန်လွတ်တယ်တကူလုံးနာကျင်တယ်အဲ့ငုံနောက်ဆုံးကြတော့မဆယ်နိုင်တော့ဘူးအသွားတာပဲဟုတ်လား တော့ငုံကြတယ်ဆိုတာတော့ကောင်းတာပေါ့ကွာနော်ငုံကြတဲ့အရာတွေကဘယ်အချိန်မှကောင်းလို့ဆိုလို့ရှိရင်အခုလိုကြက်မိုက်တွေနဲ့တွေ့တဲ့အခါတို့ကြက်ခုတ်တွေနဲ့တွေ့တဲ့အခါတို့ပါဆိုရင်တော့ငုံကြတဲ့ကြက်တွေကဘိုင်းနေနိုင်ပြီးသားပဲညာတော့အဖြစ်ဆယ်ကောင်ချစ်ကောင်တော့နိုင်ပြီးသားပဲဟုတ်လားတကယ်သူ့တဲ့ပညာကောင်းကြက်ဖက်ကောင်းလမ်းကောင်းရှိဝင်ရှိကြကောင်းအရိုက်ခုတ်ကောင်းတဲ့ကြက်တွေနဲ့တွေ့ရင်တော့အဲမင်းငုတ်ကငုတ်အကြီးဖြစ်သွားတာပဲနော် အဲ့တော့ကြက်ခုတ်ွက်လေးတွေဘာသာရက်လေးတွေကိုမလို့နားလဲအောင်လို့ပြောပြတာဟာလားနော်